ယေရှုနေသူရောက်စီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေဒီနေ့ဟာဆိုလို့ရှိရင်ခရိယန်များရဲ့ဥပုံနေ့ဘုရားဝုပြုရာနေ့ဖြစ်ပါတယ်ဒါကြောင့်ဥပုံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်အပိုင်း၃ပိုင်းနဲ့ဝေခပြောပြခြင်းပါတယ်ဆိုဘာသာတိုင်းမှာဥပုပ်ဆိုတာရှိပါတယ်ကိုယ်ွယ်ရာနေ့ဘုရားဝုပြုရာနေ့ဆိုပြီးမှအထူး သတ်မှတ်ထားတဲ့နေ့တွေရှိကြပါတယ်။ဒါကြောင့်ယနေ့ဥပုံနေ့ဆိုတာဘာလဲဥပုံနေ့ဆိုတာဘယ်နေ့လဲဥပုံနေ့မှာဘာလုပ်ရမလဲဆိုတာလေးကိုကျွန်တော်ကြားစာအရာကျွန်တော်နှုတ်ကပတ်တော့ကြားစာအရာကျွန်တော်နေငယ်ဝေငှတိုက်တွန်းခြင်းပါတယ်။ခရိယံယုံကြည်သူများနဲ့တကွအခြားသောဘာသာဝင်တို့သည်လည်းဝင်ရောက်နားထောင်ပြီးတော့မှဘုဟုတုတ္တယူနိုင်ကြောင်းကိုကျွန်တော်ပြောကြားလိုပါတယ်ဆိုတော့ဥပုပ်ဆိုတာက ဖရားကိုဝတ်ပြုရတဲ့နေ့လို့သတ်မှတ်ကြပါတယ်ကျွန်တော်တို့ခရိယံမှာကတော့ဥပုံနဲ့ပတ်သက်လို့ဥပဒေနော်ဒီချမှတ်ထားတာရှိသလိုအခြားဘာသာဝင်တွေမှာလည်းရှိကြပါတယ်ဆိုတော့ကျွန်တော်တို့ကျမ်းစာထဲမှာကတော့ဖရားသခင်ရဲ့ဥပဒေရှိတယ်ပြီးတော့မှမောရှေရဲ့ဥပဒေရှိတယ်ပြီးတော့မှယေရှုခရစ်တော်ရဲ့ဥပဒေရှိတယ်ဒီ၃ချက်နဲ့ကျွန်တော်အနည်းငယ်ဆွေးနွေးသွားမှာဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့အခုကျွန်တော်တို့ခရိယန်တွေအဲမှာပဲဥပုံနေဟာစနေနေ့ဆိုတော့ကိုတတ်မှတ်ပြီးမှဖျားဝုတ်ပြုတဲ့သူတွေရှိသလိုတနေ့ငလွေနေ့ဆိုပြီးမှတတ်မှတ်ပြီးမှဖျားဝုတ်ပြုတဲ့နေ့တွေရှိပါလေဆိုတော့တချို့ကြတော့လဲစနေနေ့ဟာဥပုံနေ့ဖြစ်တယ်တချို့ကြတော့လဲတနေ့ငလွေနေ့ဟာဥပုံနေ့ဖြစ်တယ်ဆိုပြီးမှ ဘယ်အမှန်နဲ့ဘယ်အမှားတယ်ဆိုပြီးမှငင်းပွားနေမဲ့အစားနော်စစ်မှန်သောနေ့ဆိုတာထက်ကိုစစ်မှန်သောဝတ်ပြုခြင်းဖြစ်ဖို့ကတာ၍အရေးကြီးကြောင်းကိုလည်းကျွန်တော်အနေငယ်ထပ်မံပြီးတော့မှ new perspective ပေါ့နော်အတွေးခေါ်အစ်စ်နဲ့ထပ်မံကစင်ကျင်ဖို့ရအကြောင်းထပ်ဖြည့်ဆွတ်ချင်ပါတယ်လို့ဆိုတော့ကျမ်းစာထဲမှာကြည့်တဲ့အခါမှာကျွန်တော်တတ္တမနေသည်ဥပုံနေလို့ တရားသခင်တတ်မှတ်ထားပါတယ်။ဒါကြောင့်တတ္တမနေ့အဖြစ်ကျွန်တော်တို့ခံယူပြီးတော့မှစနေနေ့မှာဖရာဝုပြုလဲဆိုရင်လည်းမမှားပါဘူး။ဥပုံနေ့အနေနဲ့တတ္တမနေ့အဖြစ်ပေါ့နော်။သတ်မှတ်ပြီးတော့မှ စနေနေ့မှာကိုကိုရင်လည်းမမှားပါဘူး။ဆိုတော့တတ္တမနေ့အဖြစ်ဒီနေ့ငနေနေ့ကိုတတ်မှတ်ပြီးတော့မှဖရာကိုဝုပြုလို့ရှင်လည်းမမှားပါဘူး။ ဆိုတော့မွတ်စလင်တွေအစ္စလာမ်တွေကတော့ဥပုံတွေကိုကျွန်တော်သိရတဲ့လောက်ကတော့တောက်ကြနေပေါ့နော်တောက်ကြနေမှာသူတို့ဥပုံဆောင်ဥပုံနော်ဝတ်ပြုတယ်ပြီးတော့မှမြန်မာဗုဒ္ဓဘာသာတွေကတော့နေမရှိဘူးလာပြီးနေကိုတတ်မှတ်ပြီးတော့မှတလားတခါဥပုံဆောင်တယ်စသဖြင့်ပေါ့အတီးတီး क्वे ပြမှုတွေရောရှိတယ်ဒီ क्वे ပြမှုတွေပေါ်မှာကျွန်တော်တို့ကအရေးမြအဖတ်မြရှောက်နေနေမယ်စား ဘုရားသခင်နှစ်သက်တော်ဥပုပ်ဖြစ်ဖို့ရန်ကျွန်တော်အားပေးတိုက်တွန်းခြင်းပါတယ်ဒါကြောင့်ဒီနေ့ဒီဥပုပ်နေဖြစ်တော့ကြောင့်ဘယ်လိုမျိုးကျွန်တော်စိတ်ထားရမယ်ဘယ်လိုရှိတယ်ဆိုရက်ဥပဒေလေးတွေကျွန်တော်အနေငယ်ပြောသွားမှာဖြစ်ပါတယ်ဆိုတော့ပထမအနေနဲ့ကျွန်တော်တို့ကြည့်တဲ့အခါမှာဘုရားသခင်ရဲ့ဥပဒေကိုကြည့်တဲ့အခါမှာကပ္ပဦးချန်းခန်းကြီးနှစ်အငယ်၃ကိုကြည့်ရင်တတမနေဖြစ်သည်လို့ဘုရားသခင်က ပြောထားပါတယ်။စနေနေ့လို့မရေးထားပါဘူး။အဲ့ချိန်တုန်းကလည်းပြက်ကလေးကလည်းမပေါ်သေးသောကြောင့်စနေနေ့လို့ရေးထားရင်တော့စနေနေ့ပဲကျွန်တော်တို့ဝုပြူကြရမှာဖြစ်ပါတယ်။တတ္တမနေ့လို့ပြောထားခြင်းဒါကိုကျွန်တော်တို့ကျမ်းစာအရာတိတိကျကျနော်စဉ်းစားတွေးခေါ်ဖို့လိုပါတယ်။မကြော်သွားဘူးပေါ့နော်။အဲ့တော့ကောင်းပြီ။အဲ့တတ္တမနေ့ဟာဘာနေ့လဲဆိုလို့ရှိရင် ထိုနေ့ကိုဘုရားရှင်ကောင်းကြီးပေးတယ်ဘုရားရှင်ကောင်းကြီးပေးသောနေ့ဆိုတော့ကျွန်တော်တို့နှလုံးသွင်းရမှာဖြစ်တယ်ဥပုံနေ့ဒီတတမာနေ့ဖြစ်တယ်ပြီးတော့မှဘာလုပ်တဲ့ဘုရားရှင်ကျွန်တော်တို့ကိုကောင်းကြီးပေးသောနေ့ဖြစ်တယ်တော့ဝမ်းမြောက်စရာကောင်းတယ်နော်ဥပုံနေ့ဟာဘုရားရှင်ကောင်းကြီးခံစားရတဲ့နေ့ဖြစ်တယ်ဆိုကျွန်တော်စဉ်းစားရင်ကိုးကောင်းတာပေါ့ပြောတာပေါ့နော်အာဟိုနေဖြစ်တယ်ဒီနေဖြစ်တယ်လက်တိလက်မောင်းနေတမ်းပြီးညှင်းခုံပြီးတော့ကြမ်းချက်တွေနဲ့ကိုကအမျိုးဆုံးရှောက်ပြောနေမယ်အစား စင်ကြင်ရမယ့်အရာပါလဲဆိုရှင်ကောင်းကြီးပေးသောနေ့ဆိုတာတစ်ချက်ရယ်နောက်တစ်ခုကတန်ရှင်းသောနေ့ဆိုတာတန်ရှင်းရမယ်ဆိုတဲ့အကြောင်းကျွန်တော်အဲ့ဒါကိုစင်ကြင်ရမှာဖြစ်ပါတယ်နော်ပြီးတော့ဖျားခင်ကကျွန်တော်တို့ကိုတန်ရှင်းဖို့နော်အလိုတော်ရှိတယ်ခမရာကြာခန်းကြီး31အငယ်14မှာဥပုံနေသည့် သင်တို့အားတန်ရှင်းသောကြောင့်ထိုနေ့ကိုစောင့်ရှောက်ကြရမည်။ဥပုံနေ့ကကျွန်တော်တို့တန်ရှင်းပေးတဲ့နေ့ဖြစ်တယ်။မတန်ရှင်းတဲ့သူလည်းဖျားခင်ကိုရှေ့မှာတန်ရှင်းရတဲ့အခွင့်ကိုရတယ်။တန်ရှင်းမှဖျားရှင်ရှိသွားရတာမျိုးဆိုတာထက်ကိုဖျားခင်ရှေ့မှာကျွန်တော်တို့ကတန်ရှင်းစွာနဲ့သွားတာလည်းကောင်းပါတယ်။ဒါပေမဲ့မတန်ရှင်းခဲ့ရင်လည်းဖျားခင်တန်ရှင်းအောင်လုပ်ပေးတဲ့နေ့လို့ကျမ်းစာထဲမှာဒီလိုဖော်ပြထားတယ်။ နော်ဒီဟာလေးကိုကျွန်တော်တို့အလုံးသိရမှာသိရမှာဖြစ်တယ်နောက်တစ်ချက်ကပါလဲဆိုပြည့်ပြည့်စုံသောနေ့တဲ့ပြည့်စုံတဲ့နေ့ဖြစ်တယ်တဲ့ဆိုတော့ဥပုံနေဟာပြည့်ပြည့်စုံတဲ့နေ့ဖြစ်တယ်ဆိုတော့ကပါလဲဆိုဣတိလလူမျိုးတွေကိုဘုရားသခင်ကဧကုတ်သူပြည်ကနေခေါ်ဆောင်သွားတဲ့အခါမှာတော်မှာနေတိုင်းဖျားကမာနမုတ်ချပေးတယ် အဲ့ဒီခါမှာတရက်ကိုတောမဲတောမဲတောမဲပဲရှိပါဒါပေမဲ့6ရက်မြောက်တဲ့နေ့မှာ9ရက်မြောက်သောနေ့အတွက်ကိုနော်တောမဲပို့ပြီးပေးထားတယ်နှစ်ဆပေါ့နော်ဆိုအဲ့လိုနှစ်ဆပေးလိုက်ခြင်းအပြင်ဥပုံနေ့မှာကျွန်တော်တို့အလုတ်လုတ်ဖို့မလိုဘူးလူဟာစားတော့ဖို့အတွက်အလုတ်ကိုလုတ်ရတယ်ဒါပေမဲ့အဲ့ဒီကြရင်တော့ဆရာစကန် free နော် ဘုရားကအဲ့အချိန်မှာကျွန်တော်တို့ရဲ့အလုရှင်ကဲတက်မှတ်ပြီးမှလာစာငွေတနေ့စာအတွက်ကိုအလကားပေးတဲ့နေ့ဖြစ်တယ်။ဘာလို့ဆိုတော့ပြည့်စုံတော့နေ့ဘုရားသခင်ကလည်း6ရက်ဖန်ဆင်းတဲ့ပထမနေ့ဒုတိယနေ့တတိယနေ့နောက်ဆုံး6ရက်ဖန်ဆင်းလူကိုဖန်ဆင်းပြီးတဲ့အခါမှာသူ9ရက်နေ့မှာသူနားတယ်။အဲ့တော့လူကိုလည်းသူနားစေခြင်းနဲ့နားပြီးတော့ဘုရားသခင်နဲ့အတူရှိစေခြင်းနဲ့မိသားအဖွဲ့ခြင်းနဲ့ဒါဘုရားသခင်ရဲ့ဥပဒေဖြစ်ပါတယ်။ နောက်ဥပဒေတစ်ခုကကျွန်တော်ကြည့်တဲ့ခါမှာမောရှေရဲ့ဥပဒေမနောမောရှေဥပဒေကိုကြည့်တဲ့ခါမှာမောရှေကလည်းဘာလဲဆိုရင်ဖာရောဖျားရဲ့ပြညတ်ထားတဲ့အမိန့်ကိုစမ်းချက်ကိုယူပြီးတော့မှနော်ဣသီလလူတွေကို ပြင်းပြင်းထန်ထန်နော်စင်ကဲစင်ကဲနော်ယူဆောင်လာပြီးမှဓမ္မပညာအဖြစ်သတ်မှတ်လိုက်တယ် ဂျူးလူမျိုးတွေရဲ့ဂျူးဘာသာထုံးစံအရเนาะဒလိထုံးစံအဖြစ်သူကကောက်ချက်ချပြီးတတ်မှတ်လိုက်တဲ့ခါမှာယေရှုခရစ်တော်လက်ထက်ရောက်လာတဲ့အခါဖာရိရှဲတွေကအဲ့ဒီမောရှေရဲ့စင်ကဲစင်ကဲချမှတ်ထားတဲ့ပညာချက်အတိုင်းသူတို့ကเนาะလိုက်လျှောက်ဖို့သူတွေကိုတွန့်တင်တယ်ပြင်းပြင်းထန်ထန်တွန့်တင်တယ်ဒါကမောရှေရဲ့ပညာ ဆိုအဲ့ဒီပြည့်ညက်ကလည်းဘုရားသခင်ပြည့်ညက်ဖြစ်ပါတယ်အမှဆိုပြည့်ညက်ဆိုတာကဘုရားသခင်ကဟိုအပြစ်ပေးခြင်းမဟုတ်ဘူးပြင်ထန်ရခြင်းကမေတ္တာကြီးမားလို့ပေါ့နော်ဆိုပြည့်ညက်ထားတယ်ဆိုတော့ကကောင်းကြီးရစေခြင်းလုံးလို့နော်ကောင်းကောင်းပြောတယ်ပြောလို့မမရလို့ရှင်လွတ်သွားမှဆိုလို့ပြင်းပြင်းထန်ထန်ပြည့်ညက်လိုက်တဲ့ဆိုတဲ့သဘောကိုတက်ရောက်ပါတယ်အမှဆိုပြည့်ညက်ဆိုတာကောင်းပါတယ်နော်ဘုရားခင်ပြည့်ညက်တော်ကြီးလေးတယ်ပါးညာဆိုတာကဒါကကျွန်တော်တို့က ဇန္တာမရှိလို့ပါဘုရားသခင်မြတ်တော်ခံယူခြင်းနဲ့ဘုရားသခင်ကောင်းကြီးမင်္ဂလာခံယူခြင်းနဲ့ဘုရားခင်တန်ရှင်တော်နေ့ဖြစ်ဘုရားခင်ပြုပြင်ပေးတာကိုကျွန်တော်တို့ကအမှုမဲ့အမှတ်မဲ့ပေါ်ပေါ်ဆဆမနေပါမဲ့အကြောင်းပညာထုတ်လိုက်ခြင်းဖြစ်တယ်အဲ့ဒီကဟာကိုထပ်ပြီးစဉ်းပြီးမှမောရှေကဂျင်းလူမျိုးတွေကိုစင်ကဲစင်ကဲပညာထုတ်ခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်နားလေရတာဖြစ်ပါတယ်ဒါကနော်မောရှေရဲ့ပညာ မောရှိဥပုပညတ်သည်ထာဝရဘုရား၏ပညတ်နှင့်ဥပဒေကိုဣတိလလူ မျိုးတို့အားစင်ကဲစင်ကဲတည်ဆောင်လာရာမှဓမ္မတိကာလအထိဂျူးတို့၏ဘာသာရေးထုံးတမ်းဒလိအကျင့်တစ်ခုအဖြစ်ဘာကြီးရှဲတို့ကပြင်းပြင်းထန်ထန်စောင့်ထိုင်းရန်အတွက် အမိန့်ထုတ်ခဲ့တာတွေ့ရပါတယ်။သူတို့ဘလို့အမိန့်ထုတ်တယ်လဲဆိုရှင်ယေရှုခရစ်တော်ကိုပင်လျင်သူတို့ပြန်လဲပြီးမှ ညာနဲ့သူတို့ကအပြစ်ရှာပြီးတော့မှအပြစ်တင်တော့ကျွန်တော်တွေ့ရဒါကမောရှေရနဲ့စင်ကဲစင်ကဲသွားတဲ့ဘာသာရေးပညာတစ်ခုဖြစ်တယ်နော်ကဲကျွန်တော်တို့နောက်ဆုံးတစ်ချက်ကျွန်တော်ခရစ်တော်ရဲ့ပညာကြည့်အောင်ခရစ်တော်ရဲ့ဥပဒေကြပြန်တော့ထူးဆန်းတဲ့နော်ခရစ်တော်ရဲ့ဥပဒေကဘာလဲဆိုရှင်ရှင်လူကခရစ်ဝင်အခန်းကြီး6ငွေ69မှာအဲ69မှာ နော်6ခုနှစ်4ထင်6ရဲ့ခုနှစ်ရဲ့4ရဲ့ဗောနော်ထိုနေ့မှတပါလူသားသည်ဥပုပ်နေ့ကိုပင်အစိုးရသည်ဟုမိန်တော်မူ၏ထိုနေ့မှတပါအဲ့ဒီနေ့ကနေစပြီးမှလူသားဥပုပ်နေ့ကိုအစိုးရတယ်ဥပုပ်ရဲ့အရှင်ဖြစ်တယ်ဆိုတော့သူကပြောခြင်းဖြစ်တယ်ဥပုပ်နေကိုအစိုးရတယ် ယနေ့ဥပုံနေ့ဆိုတာကျွန်တော်တို့ကဖယားကိုဝတ်ပြုရမယ်နေ့လို့ပြောရတဲ့မှာယေရှုခရစ်တော်ကဖယားကိုဝတ်ပြုရတဲ့လူတဲ့မှာမပါဘူး။ဘာလို့ तू ကဖယားဖြစ်လို့ရှင်းနော်ဖယားဖြစ်လို့ဆိုတော့အာဒီဒီဒီတေးစရမှာဗိမာန်တော်တွေမှာတွားပြီးမှ तू တရားဟောတယ်ပါလေ။လူအနေနဲ့တော့ तू တွားရောက်ပြီးမှနော်ဖယားကြောင်းတွားတာတွေတော့ရှိတယ်။ဒါပေမဲ့ तू ကိုယ်တိုင်ကလည်းဖယားဖြစ်တဲ့အတွက်ကြောင့် သူလဲဥပုံတွေကိုစိုးမိုးတယ်လို့ပြောထားသောကြောင့်เนาะအဲ့ဒီဥပုံတွေဟာတဲ့သူ့အတွက်เนาะဖြစ်တယ်ဆိုတော့ကိုသူကဘာကြီးရှဲတယ်လူတွေကိုပြောပြဥပုံတွေနိုင်တယ်သူယောဂါကိုငြိမ့်မီမငြိမ့်မီကိုကြမ်းပြူစရာတွေကတဲ့เนาะဘာကြီးရှဲတွေကကိုရော၌အဖြစ်တင်ခွင့်ကိုရှား၍ ချောင်းကြ၏ယေရှုကလည်းတင်တို့ကိုငာမေးမိဥပုံနေ၌အဘဲသို့ပြုအပ်သည်နီးယေရှုပြုအပ်သလောသူ့အကျိုးကိုဖြည့်ဆည်းအပ်သလောအသက်ကိုကယ်အပ်သလောတတ်အပ်သလောဟုပရိသတ်တို့အားမေးတော်မူလျင်တဲ့ယေရှုခရစ်တော်ရဲ့ဥပုံပညာဟာဘာလဲဆိုသူတပားရဲ့အကျိုးကိုပြုနေဖြစ်တယ်နော်ဒီတပားကိုအကျိုးပြုရမယ်နေဒါကိုလည်းကျွန်တော်တို့သတ်မှတ်ရမှာဖြစ်တယ် အကျိုးပြုရမယ်နေတိတ်ထူးဆန်းတယ်နော်ဘာလို့လဲဆိုတော့ဘုရားသခင်ကကျွန်တော်တို့ကိုဥပုံနေအတွက်ကို ကောင်းကြီးနှဆပေးထားသောကြောင့်အဲ့တဆသည်ကို့အတွက်လည်းဟုတ်တယ်သူတို့ဘာအတွက်လည်းဟုတ်တယ်နော်သူတို့ဘာအတွက်ကိုကျွန်တော်ပေးကမ်းဖို့လည်းဖြစ်တယ်ဆိုတော့ကျွန်တော်နားလေရအဲ့တော့မဿဲအခန်းကြီး9အငယ်6မှာ လူသားသည်မြေကြီးပေါ်မှာ အပြစ်လွတ်ပိုင်သည်ကိုသင်တို့သိစေခြင်းကထလောအဲ့ဒါလေးကိုကျွန်တော်ဖတ်မယ်ဆိုလို့ရှိရင်ဘာတွေ့ရလဲဆိုရှင်ဥပုပ်နေမှာခြေလက်သေးမီရဲ့လူကိုယေရှုခရစ်တော်ကဥတာပေးလိုက်တာဟုဖာယေရှေရဥပုပ်နေမှာအလုံးမလုံးရဘူးဖရာကိုပဲဝတ်ပြုရမယ်ဆိုပြီးအပြစ်တင်ဖို့သူချောင်းမြောင်းတယ်ဒါပေမဲ့ယေရှုခရစ်တော်ကပြောလို့ဆိုတစ်ချက်ဥပုပ်နေကိုသူအစိုးရတယ် တော့ဥပုပ်နေမှာလူကိုကယ်တင်ရမယ်အကျိုးပြုရမယ်ဆိုတော့ပြန်ပြောလိုက်တယ်ပြန်ဆုံးမလိုက်တော့ပညာအစ်စ်ပေါ့နော်ဒါ new perspective ပညာအစ်စ်ဖြစ်တယ်ဆိုတော့ဒါရင်မကောက်အပြစ်လွတ်ပိုင်လေတဲ့ဆိုအပြစ်လွတ်ပိုင်နေဆိုတော့ကဖရားပဲအပြစ်လွတ်ပိုင်နေဆိုတော့ကိုဒီဖာကြီးရှဲရတိရဲ့ခါမှာနော်ယေရှုခရစ်တော်ဒီဖရားဖြစ်ကြောင်းကိုဖာကြီးရှဲနေကို तू က indirect နည်းနဲ့ပြောပြလိုက်ခြင်းဖြစ်တယ်အဲ့ဒါကို तू ကအဆက်ဆက်ကနာပြီးပါ လုံးဝတကားတဲ့ဟိုသူ့ကိုသူများဖျားလို့ပြောရလားဆိုပြီးမှအဲ့ဒီရစပါမနော်ယေရှုခရစ်တော်ကိုနော်တေချောင်းကြံနေတတ်ဖို့တဲ့ကြံစီကြတယ်ဘာကြီးရှေ့ကြည့်နော်ဥပုပ်နေမှာမကောင်းကြံတယ်နော်ဥပုံနေမှာမကောင်းကြံတဲ့ဖာရီရှဲတွေကြံတတ်ပုပ်ပူတယ်။ဒါပေမဲ့ယေရှုခရစ်တော်ကျတော့ဥပုံနေမှာသူတော်ရဲ့အကျိုးကိုပြုတယ်။ဒါကြောင့်ယနေ့ကျွန်တော်တို့ဥပုံနေဒီမကောင်းတဲ့စိတ်တွေမရှိဘဲနဲ့ ဘုရားသခင်ကိုနော်ကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းမယ်ဘုရားသခင်နာမနဲ့သူတပတ်ကိုပူညီမယ်ယေရှုခရစ်တော်နီးတူနော်ကျွန်တော်တို့အဲသူများအကျိုးအတွက်ကျွန်တော်ပြုစုဖို့ဖြစ်တယ်အမနော်ဥပုံနေဆိုတာကျွန်တော်တို့သွားမယ်ဘုရားကြောင့်မှသွားခွန်အားရမယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဘာများများကြားရမလဲဓာတ်ကိုတက်ဒါပေမဲ့သူများအတွက်ကိုကျွန်တော်တို့ခရစ်တော်ရဲ့နီးလန်းကပါလို့သူများရဲ့အကျိုးအတွက်နော် ဥပုပ်ကိုသူအတုံးချသွားတယ်။ဒါကြောင့်မိတ်ဆွေယနေ့ကျွန်တော်တို့ဥပုပ်နေစီဘယ်နေ့ဘယ်ရက်မှန်တယ်မှားတယ်ပြောချင်းချက်ကိုစစ်ပန်သောဝပြုခြင်းနဲ့သူတပအကျိုးပြုစေခြင်းကကျွန်တော်တို့ကိုကျွန်တော်တို့နော်ဆင်ခြင်အောင်မေးဒီမှာခရစ်တော်နီးသူခရစ်တော်ရဲ့နီးလန်းကိုလိုက်ကြပါစို့လို့အနေငယ်ခေါ်အပ်ပြီးတိုက်တွန်းရင်းနဲ့ဒီမှာပဲကျွန်တော်နော်ပြန်နာပါမယ်အရောက်စီတိုင်းကိုဖျားဆင်းကောင်းကြည့်ပေးပါစေ